ေးရုံကဆိုလို့ရှိရင်ယူဒီးယားနိုင်ငံမှာရှိတဲ့ထိတ်တန်းစေးရုံကြီးရဲ့မှာပါဝင်တဲ့စေးရုံတစ်ခုဖြစ်ပါတယ်။စေးရုံကတော့ဘင်ကောက်မှာရှိတာဖြစ်ပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံကလူတွေအာစေးကူတောက်မှုခံယူခြင်းနဲ့ဆိုလို့ရှိရင်လွယ်လွယ်ကူကူချောချောမွေ့မွေ့နောက်ပြီးတဲ့အခါကျတော့သတင်းအချက်အလက်အစုံနဲ့တတ်တောင့်တတ်တာစေးကူတောက်မှုခံယူနိုင်အောင်လို့ကျွန်တော်တို့ဒီမှာအာအကျိုးသူပူပေါင်းပြီးတဲ့အခါကျတော့ referral office လေးအနေနဲ့ဖွင့်ထားတာရှိပါတယ်။အဲ့တော့ကျွန်တော်တို့ဒီကစေးကူတောက်မှုတွေကတော့ဘင်ကောက်မှာစေးရုံကလည်းဘင်ကောက်မှာဖြစ်ပါတယ်။သို့တော့ချိတ်ဆက်ပြီးတဲ့အခါ ကြတော့ထိုင်းနိုင်ငံကိုတွားရောက်ကုသဖို့ဆိုရင်မြန်မာပြည်မှာရှိတဲ့ရုံးခွဲမှာဆက်သွယ်စုံစမ်းပြီးမြင်နိုင်ပါတယ်။မဘာသေးုံရဲ့အာသာချက်ကတော့အဓိကကင်ဆာနောက်ပြီးတော့ heart center center ဘောင်းကကျွန်တော်တို့မှာ40လောက်ရှိပါတယ်။အဲ့ဒီ40လောက်ရှိရဲ့ center ရဲ့မှာသူကယောဂအစုံကုသနိုင်တဲ့အတွက်ဆရာဝန်တွေကလည်းတကယ် train လုပ်ထားတဲ့ England train တို့ American train တို့ train လုပ်ထားတဲ့ဆရာဝန်ကြီးတွေအကုန်လုံးကပါပါဝင်တဲ့အတွက် ျမတို့ရဲ့ဒီကုသတွေကကုသတွေရဲ့ညီးတွေညီးပညာတွေပေါ့နော်နောက်ဆုံးပေါ့ညီးပညာတွေနဲ့လည်းကုသပေးပါတယ် ားရှင်ဒီနေ့ပွဲကတော့ဒုတိယအကြိမ်မြောက်ကျင်းပတယ်မြန်မာ International Tomorrow Hospitals and Healthcare Expo ဖြစ်ပါတယ်အကျွန်တော်တို့ဒီပွဲမှာပါဝင်ပြည့်ခဲ့တဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ Map ဆေးရုံရဲ့အကြောင်းနဲ့ Map ဆေးရုံမှာရရှိနိုင်တဲ့ကုသမှုတွေဝန်ဆောင်မှုတွေလူထုကြားမှာပုံမှန်သိရှိနိုင်ဖို့သတင်းပုံမှန်စီစဉ်ဖို့အတွက်ပါဝင်ပြည့်ခဲ့ခြင်းဖြစ်ပါတယ် Partnerships of this nature are built on the conviction and collaboration creates value greater than what any one organization can achieve alone. Uh, from a Park Capital, uh, our concept is uh, uh, we, we, we love to treat the uh, complicated disease like the cancer, like the cardiothoracic disease, uh, neurology, and others that are very complicated. Uh, I think we can uh, do like the advanced technology in the healthcare treatment in every kind of disease. Mm -hmm. And including all the surgical technique, we are advanced and we can do a lot of complicated surgeries uh, with a good results and we can send patient home with a good life. Yeah. Uh, for cancer, we have uh, a, genomic lab. Genomic lab is uh, an uh, innovative technology that we can identify the, uh, uh, cancer biology, that we can treat cancer patient one by one, not not one size fits all. And for surgeries, we also provide the minimally invasive, like thoracoscopics and uh, laparoscopic surgeries, which is give you less incis- uh, smaller incision, uh, better results, and less time for recovery. အဲကျမတို့အနေနဲ့ကတော့ဘန်ကောက်မှာဆေးရုံတွေအများကြီးရှိပါတယ်။အဲ့ဒီထဲမှာမှမက်ပါဆေးရုံကြီးကအခုလောလောဆယ်တော့ပေါ့နော်။ဟိုဒီကင်ဆာနဲ့ပတ်သက်ပြီးတော့ထိတ်တန့်အပြေးနေတဲ့ဆေးရုံတစ်ခုဖြစ်ပါတယ်။ဒီကင်ဆာနဲ့ပတ်သက်လို့နောက်ဆုံးပေါ်ဆက်တီဆက်တီရဲ့နောက်ဆုံးပေါ်သူတို့တင်ကြားထားတဲ့ team ရရှိတဲ့အတွဲ cancer patient တွေအများကြီးရှိပါတယ်။အဲ့ဒါကြောင့်ကျွန်တော်တို့အနေနဲ့ကကြတော့ဒီဗမာပြည်မှာလည်း cancer patient တွေများလာတဲ့အတွဲဟို ဒီဆေးရုံဘန်ကောက်မှာတွားခုချင်ရင်ပေါ့နော်ရိုးရဲမှာရှိရဲဆေးရုံကြီးတွေကတော့တချို့ဆေးရုံတွေကတော့နည်းနည်းဈေးကြီးတာပေါ့နော်မက်ပါကတော့နည်းနည်းတခြားဆေးရုံထက်ပိုပြီးတော့တက်တာလို့ကျမတို့ကမက်ပါနဲ့လက်တွဲချင်းဖြစ်ပါရဲ့ရှင် ခဲ့ပါရှင့်ကျမတို့စေယုံကဆိုလို့ရှိရင်ယူရီးယားနိုင်ငံမှာရှိတဲ့ထိတ်တန်းစေယုံကြီးရဲ့မှာပါဝင်တဲ့စေယုံတစ်ခုဖြစ်ပါတယ်အာကျမတို့ဒီ Newsweek Magazine ကနေပြီးရဲ့အခါကျတော့သတ်မှတ်တဲ့ကမ္ဘာအကောင်းဆုံးစေယုံလို့ပြောတဲ့စေယုံသတ်မှတ်ခြင်းခံရတဲ့စေယုံတစ်ကနေ30တောအတွင်းမှာကျမတို့ကအာနံပါတ်6နေရာမှာရှိနေတဲ့စေယုံတစ်ခုလည်းဖြစ်ပါတယ်စေယုံကတော့ဘင်ကောက်မှာရှိတာဖြစ်ပါတယ်ဒါပေမဲ့မြန်မာနိုင်ငံကလူတွေအာစေကူတောက်မှုခံယူခြင်းနေဆိုလို့ရှိရင်လွယ်လွယ်ကူကူချောချောမွေ့မွေ့နောက်ပြီးရဲ့အခါကျတော့တည်င်းအချက်အလက်အစုံနဲ့တက တောင်သက်သာစေကူတောင်းမှုခံယူနိုင်အောင်လို့ကျမတို့ဒီမှာအအကျိုးတူပူပေါင်းပြီးရတဲ့အခါကျတော့ referral office လေးအနေနဲ့ဖွင့်ထားတာရှိပါတယ်။အဲတော့ကျမတို့ဆီကစေကူတောင်းမှုတွေကတော့ Bangkok မှာစေယုံကလည်း Bangkok မှာဖြစ်ပါတယ်။သို့တော့ချိတ်ဆက်ပြီးရတဲ့အခါကျတော့ထိုင်းနိုင်ငံကိုတွားရောက်ကူတာဖို့ဆိုရင်မြန်မာပြည်မှာရှိတဲ့ရုံးခွဲမှာဆက်သွယ်စုံစမ်းပြီးမြင်နိုင်ပါတယ်။ဒီအချိန်မှာ International Hospital Hacker Kana အောင်မြင်သောဖြစ်နေကြောင်းကြေညာပါတယ်ခင်ဗျာ this event is the uh, International Hospital Healthcare Expo. So we, uh, because we have the referral office here, so we would like to make the way to uh, refer patient uh, from Myanmar to Thailand more seamless uh -huh, and more comfortably for patient uh, uh, at the beginning and continue our care also. Mm. We would like to let our patient know that uh, many diseases they have that a lot of people might say that they don't have any cure or it's just the end of the lives, but we can provide the solutions or other options that can be treated because we always treat the most complicated disease. ကျွန်တော်တို့ဆေးရုံရဲ့ဒီ MedBox ဆေးရုံရဲ့အားသာချက်ကတော့အဓိက cancer နောက်ပြီးတော့ heart center ဘောင်းကကျွန်တော်တို့မှာ40လောက်ရှိပါတယ်အဲ့ဒီ40လောက်ရှိရဲ့ center ရဲ့မှာသူကယောဂအစုံကုသနိုင်တဲ့အတွက်ဆရာဝန်တွေကလည်းတကယ် train လောက်ထားတဲ့ England train တို့ American train တို့ train လောက်ထားတဲ့ဆရာဝန်ကြီးတွေအကုန်လုံးကပါပါဝင်တဲ့အတွက်ကျမတို့ရဲ့ဒီကုသတွေကကုသတွေရဲ့ညီးတွေညီးပညာတွေပေါ့နော်နောက်ဆုံးပေါ့ညီးပညာတွေနဲ့လည်းကုသပေးပါတယ်အဲ့ဒါကြောင့်အဆက်ဆက်အရရအဆင်ပြေပါတယ်ရှင်အဲ့ဒါကြောင့်လက်တွဲပြစ်ခဲ့တာပါရှင် for me, I think because uh, uh, my specialty is uh, cancer treatment, so I think now cancer is uh, very complicated and uh, very hard to deal. So in some cases that you have a message that you cannot treat or you cannot have another option, I would like you to come to see us and uh, discuss with us about your option that I think you already you still have, uh, because now uh, the, the technology to uh, identify the treatment of the cancer is very mm -hmm. high technology and at the MedFab we have that technology that can decide a more precisely treatment for you and I think it have uh, give you a uh, good outcome. ခဲ့ပါအဲဒါဆိုရင်ကျွန်မဆေးရုံရဲ့ဝန်ဆောင်မှုတွေကတော့ international ဆေးရုံတစ်ခုရဲ့ဝန်ဆောင်မှုဖြစ်တဲ့အတွက်ကြောင့်စလေဆုံးအာသုံးအကုန်လုံးပေါ့နော် face သုံးခုလုံးရရှိနိုင်တယ်လူနာတယောက်ကဘန်ကောက်မှာဆိုလို့ရှိရင်ဆေးရုံအတွင်းထဲဝင်လာပြီဆိုရင်စကပြန်ဝန်ဆောင်မှုကစပြီးတော့ကုသမှုဝန်ဆောင်မှုတွေအာကားအကျိုးပို့ဝန်ဆောင်မှုတွေဒါတွေအလုံး visa လိုအပ်လာရင် visa ဝန်ဆောင်မှုတွေဒါမျိုးတွေရရှိနိုင်တယ်ဒါဘန်ကောက်ဘက်မှာဒါအပြင်ကျွန်မတို့ကမြန်မာပြည်မှာရုံးကွဲနှစ်ခုပွင့်လည်ထားတယ် referral office နှစ်ခုပါအဲ့ဒါကတော့ရန်ကုန် referral office မဲပတ်မြန်မာ မြန်မာ referral office ရန်ကုန်နဲ့ mapak မြန်မာ referral office မန္တလေးဖြစ်ပါတယ်အတော့မြန်မာနိုင်ငံဟိုဘယ်အပိုင်းမှာပဲနေနေ accessible ဖြစ်အောင်အလွယ်တကူဟိုသွားလို့ရအောင်ပေါ့နော်ကျွန်တော်ရုံခွဲတစ်ခုဖွင့်လင်းထားတယ်ရုံခွဲတွေမှာကဘလူးဝင်ဆောင်မှုတွေရရှိလဲဆိုတော့စေယုံကမသွားခင်မှာလိုအပ်တဲ့ informations တွေဥပမာဆိုရင်ဘလောက်ကုန်ချစရိတ်ရှိမယ်ဘလူးသွားရမယ်ဘလောက်ကြာကြာနေရမယ်စရိတ် informations တွေသိရှိနိုင်တဲ့တင့်တော်တဲ့ဆရာဝန်တွေဘလူးကူတာမှုမျိုးတွေကူတာရနိုင်တယ်ဆိုတဲ့ဥစ္စာမျိုးစရဲမသွားခင်လို at the information စီအားလုံးကို referral office မှာရနိုင်ပါတယ်မသွားခင်ကလေးကကျမတို့ကဘယ်နည်းဖက်ရက်မှာဆရာဝန်နဲ့ပြမယ်ဆိုရဲဂျူတင်ရချင်းရယူမှုတွေအဲ့ဒါတွေအကုန်လုံး referral office ကလုပ်ပေးပါတယ်ဒါအပြင်စေယုံတွင်းထဲမှာရောက်ပြီးစေယုံကပြန်သွားတဲ့အခါမှာပေါ့နော်အဲ့လိုအချိန်ဒီမှာလေ referral office ကနေပြီးတော့တကယ်လို့များကုသမှုကအာထပ်ပြီးတော့အကြံဉာဏ်လိုအပ်ခဲ့ရဆိုလို့ရှိရင်လူနာကရန်ကုန်မန္တလေးပြောချင်တာကမြန်မာပြည်ကိုပြန်ရောက်နေပြီးတဲ့အခါကျတော့မှအာကျမတို့အကြံဉာဏ်တောင်းချင်တာဆိုရင် telemedicine ဒါမှမဟုတ်ရင်လည်း email နဲ့တော့လကောင်ပြန်လဲမေးမြန်း ်ပြီးတဲ့အခါကျတော့ before your after your face နှစ်ခုစလုံးကိုဝန်ဆောင်မှုအပြည့်အဝပေးနေပါတယ်အာမက်ပါကရဲ့သူတို့ဆောင်ဖို့အတိုင်းပေါ့ redefining health care ဆိုရဲအနေနဲ့ပေါ့နော်ဒီဒီဘယ်လိုပြောမလဲဆေးဝါဒီဆေးရုံကုသမှုပေါ်မှာပေါ့နော်သူတို့ကဘယ်လိုဘယ်လိုပြောမလဲ အာဘလို redefine လုပ်လိုက်တဲ့သဘောမျိုးပေါ့နော်အဲ့ဒီအတွက်ကိုဒီတခြားဆေးရုံတွေမှာမပေးနိုင်တဲ့တချို့ဟိုကုသမှုတွေပါတယ်လေသူတို့လုတ်ပေးနိုင်ပါတယ်တော်တော်များများဟိုလုတ်ပေးနိုင်တယ်ဆေးရုံကိုနိုင်ကွာဂရင်950ဆန်ဆေးရုံကြီးဆိုတဲ့အခါကျတော့အဆဆရရအဆင်ပြေအောင်ကျွန်တော်တို့ရန်ကုန်က team နဲ့ဘန်ကောက်မှာရှိတဲ့ member team နဲ့ပူးပေါင်းဆောင်ရွက်ပေးပါတယ်ရှင်